န်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာရန်ကုန်မြို့ကပြည်သူတွေလက်ထဲမှာပဲရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ကပြောပါရယ်အောင်ဆန်းဦးသတင်းပေးပို့ထားပါရယ်ခင်ဗျာရန်ကုန်မြို့ကိုရန်ကုန်မြို့သူမျိုးသားတွေနဲ့မြန်မာပြည်သူတွေလက်ထဲပြန်လည်ပေးရလိုက်ပြီဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါရယ်နိုဝင်ဘာ23ရက်နေ့ရန်ကုန်မြို့အမျိုးသားကားဆက်ရုံမှာပြုလုပ်တဲ့မင်္ဂလာပါပွဲတော်သတင်းစာရှင်းလင်းပွဲမှာဝင်းကြီးချုပ်ကပြောခဲ့တာပါအဲဒီလိုပြန်လည်ပေးရလိုက်တဲ့အတွက်ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာရန်ကုန်မြို့နေပြည်သူတွေလက်ထဲမှာပဲရှိတယ်လို့လည်း ဝန်ကြီးချုပ်ကဆိုပါတယ်။ရန်ကုန်မြို့ကိုရန်ကုန်မြို့သူမြို့သားအနေနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့လက်ထက်ကိုရန်ကုန်မြို့ကြီးကပြန်ရောက်ပြီဆိုတော့အဓိကကျွန်တော်သိအချက်အလက်တစ်ခုညပေးချင်ပါတယ်။ရန်ကုန်ကိုစီမံခန့်ခွဲမဲ့သူတွေရန်ကုန်မှာဆောင်ရွက်ရမယ့်အခြေအနေတွေရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးကိုပြည်သူလူထုလက်ထက်မှာရှိနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ရန်ကုန်မြို့တော်ကိုရန်ကုန်မြို့သူမြို့သားတွေလက်ထက်ပြန်လည်ရောက်ရှိတဲ့အထိမ်းအမှတ်နဲ့ ပြင်သစ်မြန်မာနိုင်ငံဆက်ဆံရေး55နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့မင်္ဂလာပါပွဲတော်ကိုကျင်းပတာလည်းဖြစ်တယ်လို့ဆိုပါတယ်မင်္ဂလာပါပွဲတော်နဲ့အတူရန်ကုန်မြို့နယ်ပြည်သူတွေအနာယူပန်းဖြေနိုင်ဖို့ညီညီကုန်းကုန်းကြော်တရားကိုလည်းအများပြည်သူအပန်းဖြေနားနေစရာနေရာတစ်ခုဖြစ်ဖန်တီးပေးသွားမယ်လို့လည်းဆိုပါတယ်ပန်းဖြေမယ့်နေရာရှားပါလာပါတယ်ဒီကုန်းကြော်တရားအောက်မှာဆိုလို့ရှိရင်ညနေဆောင်ဆိုလို့ရှိရင်လူငယ်တွေကအနာမျိုးတွေရှိတယ်လို့အချို့အဖွဲ့စုတချင်းဆိုနေတာချင်းခတ်နေတာတွေတွေ့ရပါတယ်အဲ့တော့ဒီလူတွေ ကျွန်တော်တို့မြို့သူမြို့သားတွေအပန်းဖြစ်လို့ရတဲ့နေရာလေးတစ်ခုကိုလှလှပပလေးဖြစ်အောင်ကျွန်တော်တို့ဖန်တီးဖို့အစီအစဉ်တစ်ခုကိုလည်းကျွန်တော်တို့ဟိုဒီဒီပြင်သစ်ရင်ကျေးမှုစင်တာနဲ့စတဲ့တိုက်ပွဲလာခဲ့တယ်ဖြစ်ပါတယ်မင်္ဂလာပါပွဲတော်မှာပြင်သစ်မြန်မာနိုင်ငံကအမှုပညာရှင်တရားကျော်ပူပေါင်းပြီးရန်ကုန်မြို့အနှံ့ကိုဒီဇင်ဘာ၂ရက်နေ့ကနေ၄ရက်နေ့ထိ၃ရက်ကြာလှည့်လည်ဖျော်ဖြေမှာဖြစ်ပါတယ်။ရန်ကုန်ဒေသကြီးအစိုးရဖွဲ့အနေနဲ့ရန်ကုန်မြို့ကိုပြည်သူတွေလက်ထဲပြန်လည်ပေးအပ်တာဟာကောင်းမွန်တဲ့လှုပ်ဆောင်ချက်ဖြစ်တယ်လို့လည်းပြင်သစ်နိုင်ငံတန်အမတ်ကြီးကဆိုပါတယ်။ လက်ရှိအခြေအနေမှာတော့ရန်ကုန်မြို့တွင်းမှာရာဇဝဲမှုတွေအဖြစ်များနေတာကြောင့်ပြည်သူအချို့ရဲ့ဝေဖန်မှုကလည်းရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့နေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ကျွန်တော်ကတော့အောင်ဆန်းဦးပါ။ဘူးဆဲမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်အများပိုင်ရင်လိုက်ပြေးဆွဲဖို့တရုတ်နိုင်ငံကနေမှာယူထားတဲ့ရင်အစည်းရေ200ကျော်ဟာဘူးဆဲမှာပိတ်မိနေပါတယ်။ကြော်စရာသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့ရင်းမှာမြားပိုင်ရှင်းလိုင်းတွေကိုဇန်နဝါရီ10ရက်နေ့မှာစတင်ပြည့်စွဲနိုင်ဖို့စီစဉ်နေတာတွေရှိနေပါတယ်။ ဒီလိုပြေးဆွဲနိုင်မှုအတွက်ကားတွေကိုမှာယူတဲ့နေရာမှာတရုတ်နဲ့ကိုရီးယားကားတွေကိုအများဆုံးမှာယူထားတာပါလက်ရှိမှာတော့မူဆယ်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်တရုတ်နိုင်ငံကမှာယူထားတဲ့ယင်စီး200ကျော်ကမူဆယ်မှာပိတ်မိနေပါတယ်210 210ကကျွန်တော်တို့ဘာပေါ့မူဆယ်ကနေစဖြတ်စင်းဖြတ်စင်းမှာဖြတ်စင်းမဲ့ကားတွေကအခုကမစင်းနိုင်ဘူးဖြစ်နေတယ်အဲကျွန်တော်တို့မှာလည်းအဲ့ဒီဟိုတရရတလ2019မှာပြေးဆွဲဖို့အတွက်ကိုလည်းဒါလည်းကောင်းခဲ့စရာဖြစ်နေတယ် ဒါနဲ့ရတဲ့အစည်းပေါ့ဟိုဟွန်တိုင်းနေရမယ်ဟွန်တိုင်းနေဟွန်တိုင်းနေနဲ့ရအောင်ထွက်မယ်ကျွန်တော်တို့အဲ့ဒီရက်တလ2000ဆက်ပေါ်မှာကျွန်တော်တို့ WPG ကုမ္ပဏီနဲ့စနိုင်အောင်ကျွန်တော်တို့ကြိုးစားတော့တရုတ်နိုင်ငံကနေမှာယူထားတဲ့ကားတွေကနယ်မြေခြေနေတွေအေဂျင့်သွားမှမူဆယ်ကိုဖျက်ကျော်ပြီးရန်ကုန်ကိုပို့ဆောင်သွားမှာဖြစ်ပါတယ်။အဲဒါတော့ဟိုနည်းနည်းတော့ဟိုနောက်ကျမယ်လို့မြင်ပါတယ်။ဘာကြောင့်နောက်ကျမလဲဆိုကားတွေကအစီးလိုက်မောင်းဆင်းရမှာဖြစ်တယ်။မောင်းဆင်းရတော့နယ်မြေမအေဂျင့်မနဲ့ဦးလေးတို့က ဒါမောင်းဆင်းဖို့ဟာလာဦးလေးတော်စီကိုဟိုရောင်းမဲ့ကုမ္ပဏီကလည်းမောင်းဆင်းမယ်လို့မထင်ပါဘူး။ဒါလည်းဦးလေးတော်မြင်လာတော့ဒီအချိန်ကာလတစ်ခုနောက်တော့ဟိုကြာမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီအချိန်ကာလလေးတစ်ခုပြီးသွားမယ်ဆိုရင်တော့ဒါအတူတူဆင်းလာမှာပါ။အများအားတော့ပြိနေမှာမဟုတ်ဘူး။အများအရင်လိုင်းနေစတင်ပြည့်စွဲချိန်ဒီတရုတ်နိုင်ငံကကားတွေမရောက်သေးရင်တော့ခြားကားတွေနဲ့အစားထိုးပြည့်စွဲသွားနိုင်မှုအတွက်ကြိုတင်စီစဉ်တာတွေလည်းရှိနေပါတယ်။တရုတ်နဲ့ကိုရီးယားကနေမှာယူထားတဲ့ကားတွေကတော့2006နဲ့2009မော်ဒယ်ယဉ်တွေပဲဖြစ်ပါတယ်။ ကျွန်တော်ကတော့ကြော်စီရပါမန္တလေးမြို့စီပင်နယ်နိမိတ်တွင်မှာခွင့်ပြုပုံစံနဲ့ကြော်လွန်ဆောက်လုပ်ထားတဲ့အဆောက်အဦးကို2019ဇန်နဝါရီလတရနေ့ကစပြီးလက်ရှိတန်ကြီးတဲ့85ရာခိုင်နှုန်းကျော်တိုးမြင့်ကောက်ခံသွားမှာပဲဖြစ်ပါတယ်နှုန်းနှောင်းကိုဘာကြောင့်ကြော်လွန်ပြီးအဲဒါကြီးညာလဲဆိုပေါ့နော်ကြော်လွန်ဆောက်တဲ့အတွက်ကျွန်တော်ကအခုဒီမြို့ရဖွံ့ဖြိုးတိုးတက်မှုအနေနဲ့ကျွန်တော်ကခွင့်ပြုတဲ့အထက်ကြီးအတွက် ခွင့်ပြုတဲ့အစာအုပ်မျိုးအရေးအရွယ်စားပေါ့အဲ့ဒါတွေကိုကျွန်တော်ခွင့်ပြုနေရှိတယ်ဒါပေမဲ့ကျွန်တော်ကဒီပုဂ္ဂလိကခန်းကဏ္ဍဒီလောက်မဟုတ်ဘူးဒီကုမ္ပဏီတို့ contract ဆောက်တဲ့လူတွေကျွန်တော်သူခွင့်ပြုထားတယ်ပေါ့နော်ကျွန်တော်ခွင့်ပြုထားတဲ့ဟာတွေကြော်လုံပြီးဆောက်တာတွေရှိတယ်အစာအုပ်အထက်မြင့်ကျော်လွန်ဆောက်လုပ်တာဟာပုဂ္ဂလိကကုမ္ပဏီတွေမှာအများဆုံးတွေ့ရတယ်လို့ဆိုပါရတယ်။ဒါအပြင်လာမယ့်ဇန်နဝါရီလ1ရက်နေ့ကစပြီး အစာဦးစောက်လုပ်ခွင့်ခြံစည်းရိုးကာခွင့်နဲ့ပြင်ဆင်ခွင့်တွေရှောက်ထားခွင့်ကိုလည်းအင်ဂျင်နီယာလက်မှတ်ရရှိတဲ့သူတွေသာလက်မှတ်ရေးထိုးရှောက်ထားမှသာခွင့်ပြုသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာအသစ်ဖွင့်လိုက်တဲ့ကန်နာညဈေးတန်းမှာရောင်းချတဲ့ဈေးတွေချို့နေရာခက်ခဲကြုံနေရပါတယ်ရန်နိုင်ဇော်ဝင်းသတင်းပေးပို့ထားပါတယ်ခင်ဗျာကန်နာညဈေးတန်းကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့လမ်းညွှန်မှုနဲ့ရန်ကုန်မြို့တော်စီပင်တားရေးကော်မတီကတာဝန်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်လမ်းမဘေးမှာဈေးရောက်နေတဲ့ဒူရီယာပလက်ဖောင်းပေါ်မှာလမ်းလျှောက်နေတဲ့သူတွေအတွက် အနောက်ရှက်ဖြစ်စီပါတယ်။အကြောင်းမို့သူတို့ကိုစနစ်တကျနေရာချထားပေးခြင်းအပြင်ရန်ကုန်မြို့မှာနေထိုင်နေတဲ့မြို့သူမြို့သားတွေအားလုံးဟာပလက်ဖောင်းပေါ်မှာလွတ်လွတ်လပ်လပ်ရရှောက်ခွင့်ရသွားမှာဖြစ်ပါတယ်။ဒီရလာမှုကိုလည်းစီးနဲ့ကန်းနဲ့ဘောင်နဲ့ဖြစ်ဖို့ကျွန်တော်တို့ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ဒီသေးကိုနိုဝင်ဘာလ23ရက်နေ့ညနေ6:00နာရီမှာစတင်ဖွင့်လှစ်ခဲ့တာပါ။ အရင်ကစီပင်သာပိုင်နန်နမိတ်ပေါ်မှာတောင်းချခွင့်မရှိတဲ့အတွက်အဂတိလိုက်စားမှုတွေနဲ့အခြားအခက်ခဲတွေရှိခဲ့ပြီးအခုဖွင့်လှစ်ပေးလိုက်တာကြောင့်ဈေးတွေအနေနဲ့လွတ်လွတ်လပ်လပ်ရောင်းချနိုင်မှာဖြစ်တယ်လို့မြို့တော်စီပင်သာရေးကော်မတီဝင်ဒေါ်တန်းမြောင်ကဆိုပါတယ်။အဲ့ဒီညချင်းမှာလက်ရှိရောင်းချနေတဲ့ဆိုင်ကမ်းပေါင်း1600ကျော်ရှိပြီးဘဘဲတန်းကြောက်တရာလမ်းမတော်လာတာမြို့နယ်လေးမြို့နယ်မှာရောင်းချနေတဲ့ဆိုင်ကမ်းပေါင်း6000ကျော်တဲ့ကမဲစနစ်နဲ့နေရာချပေးတာဖြစ်ပါတယ်။လာရောက်ရောင်းချတဲ့ဈေးတွေတချို့ကတော့နေရာကျင်းတာကြောင့်အခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။ ။နောက်ပြီးတော့အစင်မပြေတပြင်းအောင်မဟုတ်ကျွန်တော်တို့ကအမှန်တကယ်ကျွန်မမှရှိရာဆို၄ပေ၆ခွက်ရှိ၄ပေ၆ခွက်ရှိအဲ့ဒါ၄ပေတစ်ခွက်ပဲဗျ။နေရာချင်းနေဒါကူဘက်ကသူများကဒဒလာလေးပဲရ၄ပေပဲရ။အမမနေနဲ့လေဒီဥစ္စာအမမဒီ၈ပေလောက်တော့လိုချင်တာပေါ့၈ပေလောက်မှလူကြတော့ရောင်းလို့ရအခုကလူ၂ယောက်ပဲထိုင်လို့ရချင်းချင်းကျုပ်ထိုင်ရင်၃ယောက်ပဲထိုင်လို့ရ နေသူတို့ချပြဲနေရကျတော့၄ပေရဲ့ဆိုတော့မတော့ထမင်းရအောင်ဆိုတော့အဆင်မပြေဘူးအဲဆိုမအအနည်းဆုံးလို့ဆိုရှင်7ပေလောက်ခင်းတာ7ပေလောက်ဆိုတော့ဟိုဘန်းတွေပေါ့နော်အဲလိုငါငကြောဘန်းဟိမ့်မဲ့ပါရဲ့7ပေလောက်ခင်းတော့ဒီနေရာဆိုရင်တော့မရောင်းစားလို့မရဘူးစီပင်တန်အနေနဲ့ဈေးတွေကိုရောင်းချခွင့်ကပ်ပြားကိုတစ်နှစ်တက်တန်းထုတ်ပေးတာပြီး ကပ်ဖိုး900ချက်သာပေးရတယ်လို့ဆိုပါတယ်။ရန်ကုန်မြို့ကိုနေကျင်းစပွဲဖြစ်အောင်လှုပ်ဆောင်ပေးဖို့ညာစည်းတန်းကပထမခြေလှမ်းဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြုံမင်းသိန်းကဆိုပါတယ်။ဒီဈေးကိုညနေ3နာရီနေ့ည7နာရီတိဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်။ဈေးလုံခြုံရေးအတွက် CCTV ကင်မရာ139လုံးတပ်ဆင်ထားတယ်လို့ရန်ကုန်မြို့တော်စီမံသားရေးကော်မတီကတည်ရပါတယ်။ကျွန်တော်ရန်နိုင်ဆောင်ပါမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနေဥပဒေကိုလာမယ့်နှစ်ဇန်နဝါရီလမှအပြစ်သက်ရေးဆွဲသွားမယ်လို့ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ကပြောပါရယ်ဟေမာဝင်းပြောပို့ထားပါရယ်ခင်ဗျာ ပြီးခဲ့တဲ့အောက်တိုဘာလကအတီးပြူထုတ်ပြန်လိုက်တဲ့မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေအသင်းမှာလက်ရှိပြောင်းလဲထားတဲ့မူဝါဒတွေကိုဩစတြေးလျလုပ်ငန်းရှင်တွေသိရှိဖို့အတွက်နိုဝင်ဘာလ23ရက်နေ့မီလာဟိုတယ်မှာကျင်းပတဲ့ဆွေးနွေးပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။အခုထွက်ရှိမဲ့ယင်းနှမြုံနယ်မှုဥတွေမှာတော့စီးပွားရေးစုံတွေတက်မှတ်ပြီးနိုင်ငံခြားယင်းနှမြုံနယ်သူတွေကိုအခွန်ကင်းလွတ်ခွင့်ပေးသွားဖို့အတွက်ထက်တွင်ရေးဆဲထားတယ်လို့ယင်းနှမြုံနယ်မှုနယ်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူးချုပ်ကပြောပါတယ်။ မြန်မာဒီဥတွေကမပီနာကအတွက်သိရေးကြီးတယ်ဒီဥတွေတည်ဖြစ်ဖို့အတွက်ကျွန်တော်တို့ကခက်ခက်ခဲခဲစူးစမ်းခဲ့ရတယ်ဒီဥတွေကိုနိုင်ငံတကာကလက်ခံနိုင်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ဥတွေမျိုးဖြစ်ဖို့အတွက်ကျွန်တော်တို့ဆိုရကကျွန်တော်တို့စီကနေအကြံဉာဏ်တောင်းခဲ့တယ်ဒါကကျွန်တော်တို့ရည်မှန်းချက်ပဲဖြစ်တယ် so it was the mission and there were some policy guidelines ဩစတြေးလျနိုင်ငံမှာလုပ်ငန်းရှင်တွေကလည်းမြန်မာနိုင်ငံမှာရေနံနဲ့သဘာဝတန်ငွေပညာရေးမိုင်းနှင်တပ်ထုတွေလုပ်ငန်းတွေကိုစိတ်ဝင်စားမှုရှိပြီး ယင်းနီမြုံနံမှုဥရိတက်ကတော့ဩစတြေးလျနိုင်ငံမှာလုပ်ငန်းရှင်တွေကိုလာရောက်ယင်းနီမြုံနံမှုအတွေ့တွန်းအားဖြစ်စေတယ်လို့ဩစတြေးလျမြန်မာကုမ္ပဏီများအတင်အမှုဆောင်အရာရှိချုပ်ကပြောပါတယ် Australian companies often move into Myanmar. အရင်ကမြန်မာပြည်တွေဝင်ရောက်ဖို့အတွက်ဥပဒေပိုင်းဆိုင်ရာမှာမရှင်းလင်းမှုမတိကျမှုတွေရှိနေပါတယ်။အခုအသက်ရေးဆွဲထားတဲ့ယင်းနီမြုံနယ်မှုဥပဒေတစ်ကတော့ရှင်းရှင်းလင်းလင်းဖြစ်နေတယ်။တချို့လုပ်ငန်းတွေကတော့စတင်ဝင်လာနေပြီးတချို့လုပ်ငန်းတွေကတော့ရှင်းနှစ်နေပြီးသားပါ။မြန်မာနိုင်ငံကိုဝင်ရောက်လာမဲ့နိုင်ငံခြားယင်းနီမြုံနယ်မှု တွေကတာဝန်ခံမှုတွေရှိဖို့အရေးကြီးပါတယ်။ဒီကတဲ့အော်တိုဘာလာအတီးနိုင်ငံသားယင်းနှိမ့်ညံမှုမှာတော့ဩစတြေးလျနိုင်ငံကအမေရိကန်ဒေါ်လာ129မီလီယံကျော်နဲ့အဆင့်ဆက်ခွန်မှာရပ်တည်နေတဲ့နိုင်ငံဖြစ်ပါတယ်။ကျမဟိမာဝင်းပါ။အစိုးရအဖွဲ့ကလုပ်ငန်းရှင်တွေရဲ့အခက်အခဲကိုဖြေရှင်းနိုင်မှုစီးပွားရေးလုပ်ငန်းရှင်တွေနဲ့လာစဉ်တွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။ဥတိုက်စင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။ ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ကဲကဲကိုဖြည့်ရှင်းပေးနိုင်ဖို့အတွက်ဆိုအဖွဲ့ကဒူတမရဦးမြင့်ဆွေဦးဆောင်တဲ့ဝင်ကြီးဌာနပေါင်းစုံကတာဝန်ရှိသူတွေနဲ့ပြည်တွင်းလုပ်ငန်းရှင်တွေလာစဉ်တွေ့ဆုံပြီးလွှဲချက်တွေကိုဖြည့်ရှင်းပေးဖို့စီစဉ်နေတာပါဒီတွေ့ဆုံမှုကိုလည်းလာမယ့်ဒီဇင်ဘာတရနေ့မှာတွေ့ဆုံသွားမှာဖြစ်ပြီးလုပ်ငန်းရှင်တွေရဲ့လွှဲချက်တွေကိုဖြည့်ရှင်းပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်ဘရင်တော်ဦးမြင့်ဆွေကဟိုဆက်မှုဆုံးဖွံ့ဖြိုးရေးဆိုပြီးလုပ်တာတခုတည်းတောင်မှဟိုတစ်လတစ်ကြိမ်လုပ်တာဒီနေ့ဟိုအဲ့ဒီတစ်ကြိမ်မှ၄နာရီလောက်ကြာတယ် ဲဟိုလောက်ရတာဆိုတော့ဒီဟိုအတင်းပွဲပေါင်းဟို50 60လောက်ဆိုတော့တော်တော်ကြီးဟိုအဲ့ဒါတော့ဒါလူကြီးတွေကတော့ဘယ်လိုရှင်းမလဲဆိုတာရှိပါတယ်တချို့ဟာတွေလည်းတူဝအောင်သူဟိုတက်ဆိုင်တက်ဆိုင်ဝင်ကြီးတွေနဲ့အရင်ရှင်းနော်သူဟိုတယ်ဆိုဟိုတယ်ခကြီးပေါ်လေဝင်ကြီးရရှင်းရှင်းလာပြီအဲ့ရလိုအပ်တဲ့ဟာတချို့ဟာတွေကမလိုအပ်တာတွေကတော့ဟိုသူတို့တင်ပြီးသွားတာပြီးမပြီးတဲ့ဟာတွေတက်လာစုလိုက်ရင်အလုံးဟိုဟာ အချက်လက်တွေနေသွားမယ်ဆိုရင်ဟိုဟိုဖြည့်ရှင်းနိုင်လိမ့်မယ်ထင်ပါတယ်နော်အဲ့ရှိမှဆိုရင်လည်းစူအောက်ဖွဲ့ကမိမိတို့လက်ထက်မှာပြည်တွင်းစစ်ပွဲရေးကတုံ့ဆိုင်မှုရှိခဲ့တဲ့အကြောင်းဝန်ခံပြောဆိုထားတာပါဒါကြောင့်စူအောက်ဖွဲ့ကပြည်တွင်းစစ်ပွဲရေးကိုကင်တွေတဲ့နေရာမှာလိုအပ်ချက်တွေရှိနေတယ်လို့စစ်ပွဲရေးဆောင်းပါးရှင်တူကသုံးသပ်ပြောပါတယ်ဒီ NLD လွှတ်တော်ကိုယ်စားလှယ်တွေကိုတိုင်းကလည်းစစ်ပွဲရေးကိုအားမရပါလို့နော်မီဒီယာတွေနဲ့တွေ့ဆုံပွဲတွေမှာပြောင်းကြီးပြောထားတာပဲနော်အဲ့တော့ဟို သိရှင်းပါတယ်စီးပွားရေးကိုဟိုကင်တွယ်မှုဘိုင်းမှာเนาะလိုအပ်နေသေးတယ်ဆိုတာသိရှင်းနေတာပဲเนาะအဲ့တော့အဲ့ဒါကြီးကတော့ဟိုထူပြီးတောင်ပြောစရာမလိုပါဘူးအဲ့တော့လိုအပ်နေတာကိုပဲပြုပြင်ပြောင်းလဲမယ်လို့ပြောထားတဲ့အတိုင်းပြုပြင်ပြောင်းလဲဖို့လိုပါတယ်လက်ရှိဆိုတာတပြည်တယ်နော်ပြည်ပရင်းနှီးမြှုပ်နှံမှုဟာတိတာတဲ့ဝင်ရောက်မှုမျိုးမရှိသေးတဲ့ပြင်နိုင်ငံတကာနဲ့ကုန်သွယ်မှုမှာလည်း ပုံကုံတင်ပေါ်မှုကကြာစင်းနေလို့ကုံသွမ်းမှုလုံကရှိနေပါတယ်ခင်ဗျာကျွန်တော်တိုင်စင်သတင်းပေးပို့ထားတာပါ